မောင်မလေးခဏနေဦးနော်လဲဟုတ်အခုမောင်ရအကုန်ချွတ်ရမယ်နော်ဗျာမအပူကဆရာရှိတယ်ဟုတ်ရောပါဘာလဲပြရမလဲအပူကဘာလဲဆိုတော့ဟိုပါပေါ့နေနေလောင်တာတွေရောပြီးခါကျတော့မျက်နှာလေးအခုပွားရောင်းရင်းဖြစ်နေကျွန်နေကြက်ကြက်လေးလေးဖြစ်နေတယ်ဒါပေမဲ့ဟိုလိုအရင်ပိန်ချုံပြီးတော့လေအဲ့လိုမျိုးမတရားကြီးခွက်ပယ်သွားလို့ဖြစ်နေတယ်ဖြစ်နေပြီးတော့မျက်နှာကိုလည်းကြီးကြီးလေးလေးနဲ့တင်းတင်းလေးဖြစ်နေတယ် ကြီးလေးလေးတင်းတင်းလေးဖြစ်ချင်တယ်ဆိုးဆိုးပြပြလေးဖြစ်ချင်တယ်เนาะအဲ့တော့ကြတော့အခုအဲ့အတွက်ကိုလေအမစီမှာဆက်အစ်စ်လေးရောက်ထားရှိဟုတ်လားမဟုတ်တယ်အဲ့ဆက်ကအရင်ကောင်းတယ်ပြီးတော့ထုတ်တဲ့ကုမ္ပဏီကလည်းလုံးဝ UK ကထုတ်တာပေါ့เนาะဟာပေါ့အဲ့အဲ့ဆက်ကလေးလုံးလို့ရှိရင်မောင်လေးတို့အတွက်အလုတ်ကန်လည်းမပြတ်ဘူးသူကလေလုတ်ပြီးသွားလို့ရှိရင်မျက်နှာနီးနေရောင်းနေတာလည်းမရှိဘဲနဲ့မောင်လေးအခုလုတ်သွားအခုချက်ချင်းမောင်လေးကရှူတင်ဝင်လို့ရတယ်ဟုတ်ကောင်းတယ်သူကအဲ့လိုမျိုးလေးပေါ့เนาะဒီလားမောင်လေးအလုတ်ကန်မပြတ်ဘဲနဲ့မျက်နှာ အသားရေးအသားရေးလို့ပြန်လဲတင်းစီရပေါ့နော်။မောင်လေးတို့အမားတို့မျက်နှာမှာအသက်အရွယ်တစ်ခုရလာတဲ့အချိန်မှာဒီမျက်နှာ skin ရဲ့ structure မှာရှိနေတဲ့အောက်ကဟို collagen တွေတို့လေဒီလားနော်အမားတို့ fibroblast တွေတို့ elastin တွေတို့ကယော့ကျလာတယ်။ယော့ကျလာပြီးတော့ကျတော့မျက်နှာမှာအသက်အရွယ်တစ်ခုရလာနေတယ်များမျက်နှာမှာရှိအဲ့ဆဲတွေကနေပြီးတော့သဘာဝတိုင်း ထွက်စီတဲ့အဆိုဓာတ်ပေါ့နော်ဟိုင်ယိုနစ်အက်ဆစ်တွေထုံထုံကလည်းယော့ကျသွားတယ်အဲ့တော့အသက်ရရလာတဲ့ချိန်မှာမျက်နှာအသားရည်လေးကကြည်လင်မှုမရှိတော့ဘူးတင်းရင်မှုမရှိတော့ဘူးမျက်နှာအသားရည်လေးခြောက်လာတယ်ပေါ့နော်ဒီလားအဲ့လိုမျိုးလေးဖြစ်လာအဲ့တော့ဒီဆက်ကဘာလဲဆိုတော့အဲ့အရေးပြားရဲ့အတွင်းပိုင်းထဲမှာရှိတဲ့ဟိုပေါ့နော်ကောလဂျင်တွေအလက်စတင်တွေဖိုင်ဘိုဘလတ်တွေကိုပုံမှန်ထက်ပို့ပြီးထွက်စီတယ်ထွက်စီတဲ့မောင်လေးကဘာဖြစ်သွားမျက်နှာလေးကတင်းလာမယ်ဝင်းလာမယ်ကြည်လာမယ်ပေါ့နော်တင်းတင်းကြည်ကြည်ကလေးဖြစ်လာမယ် plus ပေါ့နော်ပြီးတော့ကြတော့မျက်နှာမှာရှိတဲ့အမတို့မျက်နှာမှာဘဘွားတိုင်းထွက်တဲ့အဆိုဓာတ်ကိုပုံမှန်ထက်အဆနေရာချောပူပြီးထွက်စေတယ်ထွက်စေရဲ့အတွက်ကိုမတို့မျက်နှာလေးဆူဆူပြောင်ပြောင်တင်းတင်းလေးဖြစ်လာမှာပေါ့ glow နေမှာ glow နေမှာ yes that ဟုတ်တယ်အဲ့တော့ကြတော့ glow ပြီးတော့ဝင်းဝင်းကြီးကြီးလေးဖြစ်နေမှာအဲ့တော့ကြတော့နှက်ချံငါလို့ပွဲတက်ဆရာဆူမတို့ဒီနေ့လို့လို့အမျက်နှာလေးရလေးအရန်ကို ကြည်ပြီးတော့လေလင်းပြီးတော့လေဒီကြားထဲမှာအမပေါ့လေလင်းပြီးလို့ပပဝတီပပဝတီကပိုးလင်းပါမယ်ပပဝတီကအရင်တော့ကပေါ့တာအရင်တော့ဟုတ်တယ်ပပဝတီတော့ဒီဆက်တွေမလုပ်ရသေးဘူးဒီဆက်မလုပ်ရသေးဘူးနော်ဟုတ်တယ်အခုဆိုတရားလင်းသွားပြီမတရားလင်းသွားမှာဒီလား နော်အဲ့တော့အဲ့အဲ့ဟာလေးရှိရယ်မောင်လေးပြီးတော့အချိန်လဲအရန်ဟိုပေါ့လေမပေးရဘူးပေါ့ तू ကတော့တပတ်တစ်ချိန်နဲ့သူ့ရဲ့ protocol အတိုင်းဆို၄ချိန်တော့ပေါ့နော်မိအောင်ဝင်အောင်လုပ်စီချင်တယ်အော်၄ချိန်ပြောင်းလုပ်အောင်လေ၄ချိန်တော့ဝင်အောင်လေးလုပ်ပြီပေါ့နော်မောင်လေးအဲ၄ချိန်ပြည့်သွားပြီဆိုလို့ရှင်တော့မောင်လေးတို့အဆင်ပြေတယ်လို့တလားတစ်ခါနှစ်လားတစ်ခါလေးပေါ့နော်မောင်လေးတို့အဲ့တလို့လေးထိမ့်သွားလို့ရတယ်ပေါ့နော်ဒါတော့အသက်ကလည်းဖြည်းဖြည်းချင်းကြီးလာဆိုတော့လေအဲ့တော့ကျတော့အမားတို့ကတောက်လျှောက်တော့ဆက်တော့ထိမ့်နေရမှာပဲပေါ့လေနော်ဒီလားဒါပေမဲ့အရင်ဆုံးမမတို့လိုချင်တဲ့ပေါ့နော် target effect ပေါ့ ါ့နော်ကိုလိုချင်တဲ့ effect ကိုရဖို့ဆိုတော့သူ့ရဲ့ protocol ကတစ်ပတ်တစ်ချိန်နဲ့၄ချိန်ပေါ့နော်ဒီတာတစ်ခါလုပ်ရင်တော့မင်းအချိန်တစ်နာရီပဲပေးရတယ်လုတ်ပြီးသွားလို့ရှင်ခုနပြောတဲ့အတိုင်းမျက်နှာနီးနေတာရောင်းနေတာမရှိဘူးဆူဆူဝင်းဝင်းကြီးကြီးလေးဖြစ်နေရပါဘူးပွဲတဲ့ခန်းကြီးလုပ်ပြီးပိုကောင်းနေပါလို့မှာပွဲတဲ့ခန်းကြီးလုပ်လို့ရှင်ပိုကောင်းမှာပေါ့မျက်နှာလေးကတွယ်ပြီးကျစ်နေမှာတိတယ်ကျစ်စ်လက်ကလေးနဲ့လေကတွယ်တင်းတင်းလေးဖြစ်နေမှာပေါ့နော်တင်းပြီးခုနမောင်လေးကိုပြောသလိုဆူဆူ glow နေမှာအဲ့လိုမျိုးလေးဖြစ်နေ package နဲ့မြန်ပါလိမ့်မယ်အဲ့ဒါကတော့ agent treatment လို့ခေါ်တယ်မာလေး agent treatment ကမောင်လေးတို့လိုဆန္ဒရှိတဲ့နေရာလို့လို့ရတယ်ပေါ့နော်ဥမာမျက်နှာကိုလည်းလှုပ်လို့ရတယ်ဥမာနှာခမ်းလေးကြီးပဲနှာခမ်းလေးအရန်ကွဲချောင်းလေးဆိုနှာခမ်းလေးကြီးလည်းလှုပ်လို့ရတယ်ဥပေါ်တော့ level နဲ့ level အသားရော့တိရော့ရဲ့ဖြစ်နေရဆိုလှုပ်လို့လှုပ်လို့ရတယ်ပြီးတော့ body ပိုင်းလည်း body treatment လည်းရှိတယ်မောင်လေး body မှာဆိုလို့ရှိဥမာလက်မောင်းနေပေါ့နော်အသက်ရွယ်ရလာလက်မောင်းနေပျော့လာတယ်တွဲလာတယ်ပေါ့နော်အဲ့ဒါလေးဆိုလည်းဒီအသားကြီးကိုလက်မောင်းသားတွေကိုလက်မောင်းလေး treatment လုပ်ပေးခြင်းအဖြစ်လက်မောင်းသားတွေကိုပြန်နေ တင်းရင်းစီတယ်ပေါ့နော်နောက်တစ်ခုကတော်တော်များများအလုံများဘိုက်ပေါ့နော်ဒီလားဘိုက်ကကြတော့တော်တော်များတချို့တွေကြလဲ weight က weight တက်လေးရနေ weight ဝိတ်ပြန်ချလိုက်တယ်ပေါ့နော်အဘိုက်တော့ကြတော့မဟုတ်အသားကပြော့နေခဲ့တယ်ပေါ့အစီတွေခောက်တည်ကျန်နေတာခောက်တည်ကျန်နေခဲ့ရတယ်ရှိရဲ့နောက်တစ်ခုကကြတော့ပေါ့အိမ်နောင်တဲ့အမျိုးသမီးတွေဆိုလို့ရှိရင်ပေါ့ကလေးမွေးထားတယ်ပေါ့ကလေးမွေးကျတော့ဘိုက်ကြီးရဲ့ပေါ့ဘိုက်ကြီးရဲ့မှာဘိုက်ကအရန်ဟိုအရန်ပူထားပြီးမှပြန်ပြီးတော့ကလေးဝေးထွက်သွားမှပြန်ကျုံသွားတယ်အတွက်ဘိုက်သားအရန်ပြော့နေပေါ့နော်ပိပိအစီအမြိုင်းဖြစ်အသားကြီးပြော့နေပေါ့နော်အဲ့လိုမျိုးတွေလုပ်လို့ရှိရင်လည်းအရန်တိတာတယ်မောင်လေးသူဆိုလို့ရှိရင်လည်းတပတ်ကိုတစ်ချိန်နဲ့၄ချိန်ပေါ့အမတို့စီမှာမျက်နှာ treatment လေးရတယ် ့ body treatment လည်းရတယ်ပေါ့နော်ဒီက body treatment တန်းဆိုလို့ရှိရင်အမတို့အချိန်တနားရီလောက်ပေးရင်မောင်လေးလုံလောက်တယ်လုတ်ပြီးသွားလို့ရှိရင်လည်းနားနေရောင်းနေတာတွေမရှိဘဲနဲ့ကိုယ့်ရဲ့လုပ်ငန်းခွင်ပုံမှန်တိုင်းပြန်လည်ဝင်ရောက်နိုင်တယ်ပေါ့နော်အဲ့ treatment တွေကအရန်ကိုအဆင်ပြေအဆင်ပြေတယ်ပေါ့နော်မောင်လေးအဲ့တော့တခုမင်းစင်တာရှိတယ်တကယ်လို့ရုပ်ဆက်ပြိတ္တတွေကဒီမှာဒေါက်တာနေမှာလာလို့ဝင်ဆိုရောအဲ့ဒီဆက်ပြိတ္တပါလို့ပြောအမဘလော့ရှော့တွေပါ 哦ဟန်နုဇန်နာမည်ပြလိုက်ပါ shop ပြီးသားပဲ shop ပြီးသားပဲ shop ပြီးသားပဲလာခဲ့ပါပြီးသားဖြစ်ကောအဲ့တော့ကျွန်တော်လည်းစမ်းပြီးလုပ်ကြည့်လိုက်အောင်လုပ်ကြည့်ပါဦးအဲ့တော့အရင်ဆုံးလောက်တာလေးရိုက်ရိုက်ပြီးတင်ပေးလိုက်ပါဦးဘာလို့လဲပရိသတ်တွေသိရအောင်လေဟုတ်ကဲ့ဟုတ်ဟုတ်မောင်လေးဟုတ်မောင်လေးလည်းကြိုက်တဲ့ကြိုက်တဲ့ဟာလေးဆိုလို့ review လေးပေးအောင်နော်ပေးပါပေါ့နော်မောင်လေးဟုတ်ကဲ့ပါမောင်လေးကျေးဇူးတင်ပါတယ်တော်တော်လေးတော့ယုံကြည်တာပါအဲ့ကြောင့်လည်းရိုက်ရအောင်အဲဟုတ်ပါကျေးဇူးတင်ပါတယ်မောင်လေးရဲ့အဲ့လိုယုံကြည်တဲ့ညနာလေးကိုပုံအပ်ထားတဲ့အတွက်လေးတွေလားနော်မောင်လေးအဲ့ဆိုလို့ရှိရင်ထွန်းမြန်လေးစာမယ်နော်မောင်လေးနော်ဟုတ်ဟုတ် ကျဲတော်အေးနော်ဟုတ်တယ်ဒါကျဲဘာမှမလုပ်ရတော့ဘူးဟုတ်ကျဲဘာမှတည့်ရပူရတာခံတယ်အော် လဲကိုအဆင်ပြေရလားဒီမိုက်နင်းနာလေးနှိပ်ပြီးညောင်းပြီးပါပေါ်တက်တဲ့အရေးကြီးတဲ့အခါမှာစားချင်တဲ့စားထားပြီးတော့ဝတ်တုလေးချင်းလို့ကျွန်တော်ကခုဆိုလို့ရှိရင်တော့ဒေါက်တာနဲ့ exam ဆက်ကလေးကြောင့်အခုလိုမျိုး